อ๋อฮะเอ่อยิงเอ่อยิงก็สกายออกมาไปไปออกมาติဟုတ်အဓိကပြောရရင်တော့ပြောတာပေါ့နော်ဟိုအရင်တွေကလည်းအားပေးခဲ့တဲ့ဟိုဒီမင်းမီးတယောက်လည်းဖြစ်တယ်ပြီးတော့ကိုစိညာအမတယောက်လည်းဖြစ်တယ်ဆိုတော့မျိုးမျိုးအနီးကနေရာကလည်းအရန်ပျော်ရှင်မိပါတယ်စိတ်လည်းလှုပ်ရှားပါတယ်လို့ဟုတ်အလုံးဝမင်္ဂလာ we are project k အရန်ပျော်ရယ်ပေါ့နော်ကျွန်တော်တို့အမတ်တယောက်တွေအများကြီးရပါတော့ဟိုဘယ်လိုပြောမလဲ ထင်တော့မထင်တော့ဒီလောက်ထိအမတ်တရတွေအများကြီးရမယ်လို့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေနဲ့လည်းအဲ့လို project ကြီးနဲ့အတူတူအမတ်တရတွေလည်းရှိသလိုကျွန်တော်တို့ရဲ့ member အချင်းချင်းလည်းအမတ်တရတွေလည်းအများကြီးပဲရှိရပါတော့။ဟိုအရင်တော့ကကျွန်တော်တို့ရှိခဲ့တဲ့ပြောကြအချိန်လေးတွေကိုပြန်ရရပါတော့။အဲ့တော့အရင်မဲ့အမတ်တရဖြစ်တယ်။ကျွန်တော်တို့အော်ရှော့တော့ blouse ဟိုဟာ15640ရောက်ဆိုလားမသိဘူး။ကွာ။ဟုတ်သူတို့အုံနောက်ထဲမှာပေါ်လာတာပြောပြတာ။ကျွန်တော်တို့လည်းမသိပါဘူးလို့ဘယ်နည်းရောက်လာမှာဆိုဒါပေမဲ့အဲဒီအာစီဇန်မှာတော့ကျွန်တော်တို့ဒီပြိုင်ပွဲဝင်အားလုံးပေါင်း16ရောက်ဟုတ်တယ်နော်။အားကြောအဲ့ဆက်ချောက်ထဲမှာအာဒီလိုပြိုင်တိုင်မအာပါဝင်ခွင့်ရရင်လည်းတော့အဲသူကလည်းဖြည်းဖြည်းချင်းစီအဲ့လိုဆက်ချောက်ပါ အာဒီစီစီလေးမှာတော့ချင်းတိပေါက်ကတော့ဘောเนาะအဲပထမဆုံးပြောချင်တာအခွေတွေမြင်ရမှာပါလိမ့်မယ်လို့ဘာလို့လဲဆိုတော့ဘောเนาะလောကအာကျွန်တော်တို့နဲ့ family နဲ့အလုံးက family လို့ဖြစ်နေဆိုတော့ပြီးတော့ဒီလူတွေကလည်းအကုန်လုံးကမျက်နှာဒီအဲ့လိုရင်းနှီးပြီးသားလူတွေဆိုရတော့ဗျာအများနဲ့ပွဲမှာလည်းအဲ့လိုကျွန်တော်တို့ဆဆနောက်နောက်ပြောင်းပြောင်းနဲ့အဲ့လိုမျိုးတွားနေကြအခုလည်းအဲ့လိုပဲအာပျော်ပျော်ရွှင်ရွှင်နဲ့အဲ့လိုလောကအခွေလေးတွေပေါ့เนาะအဲမြင်ရလိမ့်မယ်ချင်းတိပေါက်ကတော့ဒီအစီအစဉ်ကိုကြည့်တဲ့လူတွေမှန်သမျှဗျာလူရောမလဲ ဟိုပင်မနေတဲ့အချိန်မှာဒီအစီအစဉ်လေးကြည့်ပြီးအဲ့လိုရီမောပျော်ရွှင်ပြီးကျွန်တော်တို့လည်းအတူတူအဲ့လိုခံစားချက်တသားလေးဖြစ်ပြီးတော့ပျော်ရွှင်ရလိမ့်မယ်လို့ကျွန်တော်အာခံစားမှာပေါ့နော်ဟုတ်ပြီအဲ့တော့ तू ကလူမျိုးလဲဆိုတော့ program ကြည့်ရင်သိမယ်ဘာလို့ဆိုလဲကျွန်တော်ကိုနိုင်ကပင်လည်းပြန်ပြီးတော့ကြည့်ချင်တယ်ပေါ့နော်ကျွန်တော်က member တွေအကုန်လုံးလဲပြန်လွတ်မဲ့ချိန်မှာအရင်စောင့်နေအရင်မဲ့ပြန်ကြည့်ချင်တယ်ဘာလို့လဲဆိုတော့ပရိသတ်တွေလည်း ကျွန်တော်ပြောလိုက်ရင်လည်းအကုန်လုံးပုံကုန်နေတယ်။အဲ့ဒါအရင်ပြောစရာကောင်းတယ်ရတာစုံတယ်ပေါ့နော်။ပြောစရာကောင်းတာတွေလည်းပါတယ်စိတ်လှရှားစရာတွေလည်းပါတယ်ပြီးရင်အာပင်ပန်းရတဲ့ခိုက်တန်းတွေလည်းရှိတယ်။အဲ့လိုမျိုးအမတ်တရားဖြစ်တဲ့ဟာလေးတွေရင်ထဲမှာအဲ့လိုအေး touch ဖြစ်တဲ့ဟာလေးတွေရောပြီးွားရင်ပေါ့နော်အဲ့လိုတသက်လုံးမှာတခါမှပြန်မကြုံညင်တော့တဲ့ဟာတွေရောအဲ့လိုဟာတွေရောပေါ့နော်။ဆိုတော့အရင်ပြောကောင်းတယ်အရင်ပဲစိတ်လှရှားကောင်းပြီးတော့ပုံပြီးတော့ထူးခြားတာသူက reality show ပေါ့နော်။ ဘာမှအဲ့လိုဇက်လန်းစင်ထားတာမဟုတ်ဘူးပြောရတဲ့စကားတွေကအစအဲ့လိုဘာပြောပါဘာပြောပါမရှိဘူးဒီ onset ပုံမှာမှာရက်ကူးတဲ့ချိန်မှာမင်းတို့ဒါဒါဒါလောက်အောင်ဟာဟင်းဟာတွေပါဖြစ်ပြီးတော့အဲ့လိုလောက်ရတာမျိုးဆိုတော့အရင် reality ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ lifestyle ကျွန်တော်တို့ရဲ့အဲ့မှာဖြစ်ခဲ့တဲ့အရာတွေဆော့ game ဆော့ရတဲ့ဟာဆိုရင်တကယ်တကယ်ဆော့ခဲ့ရတာပေါ့နော်အဲ့အလုံးအမှတ်တရအာတကုံရင်ခုံရတာပေါ့ပထမနေ့တွေကပထမနေ့တွေကစရင်ခုံရတာနောက်လျှောက်ပဲတရပိတရကရင်ခုံကြရရော ပြင်စီရတယ်မျိုးလဲတတိယမျိုးကြံကုန်ရဟုတ်လားတကယ်အသက်တရအာပြန်မန်းကြရဆိုတချို့ရက်ဒီမှာဆိုရင်အော်အော်တွေပါဆွဲတဲ့လူတွေကဆွဲอืมရှိရဲ့အဲ့လိုအားကစားတွေလုံးတယ်ဟောနော်အော်အော်ဆွဲတာအော်အော်ဆွဲတာမဟုတ်ဆောင်းကြည့်လိုက်ပါဆောင်းကြည့်လိုက်လေဆောင်းကြည့်လိုက်ပါအော်အော်ဆွဲတဲ့လူတွေရောအမမျိုးစုံပါပဲအမကျွန်တော်ဟောအရန်တအားပြိုစရာကောင်းတဲ့ချိန်လေးရှိတယ်။တအားဝမ်းနေစရာကောင်းတဲ့ချိန်လေးရှိတယ်။အဆောပင်လေးရှိတယ်။ အဲ့ပါပါကောင်းလေပြန်ပြောင်းလိုက်ပါအပါဟုတ်တယ်ကို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 ဘယ်လိုပြောမလဲဟောအာကဇာနမားတယောက်နေပါပဲပေါ့နော်အာကဇာနမားတော့မဟုတ်ပေမဲ့အာကသမားဆိုတော့အကနဲ့လှုပ်ပြီးတော့ entertain လုပ်ဖြုတ်ပြရတဲ့လူဆိုတော့အာပြင်ပန်းနေလဲခံနိုင်မယ်တော်ရုံလောက်ဆိုဘာမှမမှုလောက်ဘူးပေါ့နော်အဲ့လိုခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာဒါပေမဲ့အဲ့မှာအာပြန်တော့ ေးမကြုံရင်တော့မကြုံချင်ဒါပေမဲ့အရန်အမတရားဖြစ်တယ်အရန်နဲ့တော့အရန်နဲ့တယ်ဘာလို့လဲဆိုတော့ဒီလိုအခိုက်အတန့်ဒီလို moment နဲ့ဒီလိုအစီအစဉ်ကနောက်တစ်ခေါက်ပြန်ကြုံဖို့ဆိုတာမသေးချတော့ဘူးဒါပေမဲ့အခုလိုဒီအစီအစဉ်လေးမှာပါဝင်ရခုဆိုတကယ်လို့လဲဝမ်းသာတယ်ပြီးတော့လုံးဝကအမတ်ရနေမဲ့အစီအစဉ်လေးအချိန်နေအများကြီးပဲကိုတို့အမတ်တရားဆိုရင်တော့အဲ့လို တသက်စာမေးလို့မရမဲ့အဲ့လိုအခိုက်အတန့်လေးပေါ့နော်ခုနအကိုပြောလို့ပဲအဓိကကျွန်တော်တို့ ਨੇ ကျွန်တော်တို့ရဲ့ game လေးတွေ fan လေးတွေနဲ့ကဘယ်လိုမျိုး relationship လဲဆိုတော့ဒီမျိုး romantic center တွေအဲ့လို dating မျိုးတွေထက်ကျွန်တော်တို့ကအခွေတွေပုံများတယ်အခွေတွေဆိုတော့ကိုယ့်ရဲ့မောင်နှမတွေလို့ကိုယ့်ရဲ့ part of the family ပေါ့နော်ဒီကိုကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးဆက်ဆံကြတယ်တွေ့ထွေးကြတယ်အဲ့လိုမျိုးဟို relationship မျိုးဆိုတော့ဒီလို dating program ကျွန်တော်တို့ကအခွေတွေပုံများတယ်ဆိုတော့ဒီ အဲ throughout the game မှာလည်းကျွန်တော်တို့က game တွေအများကြီးဆော့တဲ့အခါမှာဟိုကျွန်တော်တို့မှန်းမထားတဲ့ဟာမျိုးတွေပေါ့နော်အာတရက်ကိုတစ်မျိုးတရက်ကိုတစ်မျိုးဆိုတော့အဲ့လိုအာရတတွေကမျိုးစုံပဲပထမရက်မှာငိုရာတွေရောအပျော်ရာရော နောက်နေ့ကျရင်လည်း surprise တွေရောနောက်နေ့ကျအဲ့လိုအမျိုးမျိုးမျိုးဆိုတော့ဘဝမှာတစ်သက်လုံးမေးလို့မရမဲ့ဟာလေးပေါ့အဲ့လို fan လေးလေးလည်းအဲ့လိုပြန်ပွဲဝင်နေတဲ့ fan လေးလေးလာပါတယ်ကျွန်တော်တို့ဒီရက်ပိုင်းပွဲလေးရှိတော့လာသူတို့မျက်နှာကိုပြန်မြင်အဲ့ဒီတော့က moment တွေကိုပြန်ပြီးတော့သတိရတယ်လွမ်းဆွဆွအဲ့လိုမျိုးကြီး ဘယ်လိုခံစားချက်ကြီးလဲမသိဘူးပြန်ရရပါတော့ပို့ပြီးတော့ရင်းနှီးသွားလို့ခံစားရတယ်အေးဟောဟောကိုယ့်ရဲ့ညီမတကယ်ညီမအရင်တယောက်လူမျိုးတွေအဲ့လိုမျိုးပေါ့နော်ပြောခံစားရတာတကယ်ဘဝမှာမေးလို့မရမဖိုက်ခိုက်တယ်ကိုမင်းကလည်းပြောပေးပါဦးအာကိုရဲ့ចောင်းတင်ဖူးချက်သွားပါပေါ့ချစ်နေပူတိုးသွားပါတကယ်ပါအခုဒါဒေးဝစ်မီဆီဇန်ဒူးမှာပေါ့နော်ဒေးဝစ် project ခင်အနေနဲ့ပါဝင်ခွင့်ရတကယ်အခြေအနေအများကြီးတည်တယ်ဘာလို့လဲဆိုတော့အခုလို camp နေနဲ့ကျွန်တော်တို့နေက ိုအရင်လိုချီးတွေးခွင့်နေရတယ်။ဘာသိမ့်မရှိရကြဘူး။အခုကျတော့လုံးဝအရင်လိုလည်းမဟုတ်ပဲနဲ့တော်တော်နီးစက်စက်နဲ့ဂိမ်းကြီးဆော့ကြရတယ်၊တူတူပျော်ကြရတယ်။အမတရအချိန်တွေအတူတူဖြတ်တန်းကြရဖြစ်တဲ့အတွက်ဒေးဝဲမီကိုလည်းအရင်ကျေးဇူးတင်တယ်ပြီးသွားတော့ကိုရီမြဲပြောသလိုပေါ့ညီကိုရီဆိုလို့ရှိရင်လည်းဟုတ်တယ်။အရင်ကလိုတိတ်မဆုံတာတိတ်မဆုံပြုတ်တယောက်တနေရာဒီလည်းဖြစ်နေတော့လေ။အခုအခုလိုအချိန်မှပြန်ဆုံဝေးရတယ်။အဲ့တော့ကျေးဇူးတင်ရင်တင်တယ်အရင်လည်းပျော်မိရဲ့။ငုံနဲ့မငုံနဲ့တက်တက်တက်။ဖမ်မီတင်ကတော့လောလောဆယ်တော့ ဟိုလိုမဲ့ပေါ့နော်ဟွာဖမီတင်ကလောဆယ်တော့အစီအစဉ်တော့မရှိသေးဘူးဒါမဲ့ကျွန်တော်တို့ဒီ Airban တွေပါတယ်နောက်ထပ် comeback Airban လာပြီးရင်တော့ဖမီတင်ကတော့တေချာဖို့လုပ်မယ်ပေါ့နော်အခုလောဆယ်ကတော့ဟို Airban လည်းနည်းနည်းတော့လိုမဲ့ single song လေးတွေကို online release တွေလုပ်ဖို့ပဲကျွန်တော်တို့အားလုံး site နေပေါ့နော်ပြီးတော့ဒီ28ရက်နေ့မှာကျွန်တော်တို့ new song တပုတ် ခက်မယ်ပေါ့နော်ကျွန်တော်တို့ project ကြီးရဲ့ညီနေချပုံစံလေးမဟုတ်တဲ့ game လေးနဲ့ဟိုကပုံစံအသက်ကလေးပေါ့နော်အဲ့အလေးနဲ့ဟို28နှစ်မှာတချင်းဟိုဖို့ရှိရပေါ့ဘယ်လိုပုံစံအမှားတော့ကျွန်တော်တို့မမြင်ဘူးလေအဲ့မမြင်ဘူးရဲ့ပုံစံတိုင်းဖြစ်လိမ့်မယ်အဲကျွန်တော်လည်းစုပြလိုက်ရမယ်ကြိုက်တာကြိုက်တာကြိုက်တာအာဟာအဲ ရင်အဲရင်ကောင်စကားရောမပြောပါတော့မသိဟောအဓိကပြောရင်တော့ပြောတာပေါ့နော်ဟိုအရင်တည်းကလည်းအားပေးခဲ့တဲ့ဟိုဒီမင်းမီးတယောက်လည်းဖြစ်တယ်ပြီးတော့ကိုစီနေရာအမတယောက်လည်းဖြစ်တယ်ဆိုတော့မျိုးမျိုးအနီးကနေရာကလည်းအရန်ပျော်ရှင်မိပါတယ်စိတ်လည်းလှုပ်ရှားပါတယ်လို့ဟုတ်အော်ကျွန်တော်တို့ဒီ29ရက်နေ့မှာပေါ့နော်အတချင်းလေးအစ်စ် performance လေးရောပါမယ်ပေါ့နော်ဆိုတော့အားလုံးအတွက် entertain ဖြစ်မယ်လို့ထင်တယ်ကျွန်တော်တို့အာ ျွန်တော်တို့မလုပ်ဘူးတဲ့ပုံစံလေးပေါ့နော်ကျွန်တော်တို့ project ကတော့အမြဲတမ်းတော့ performance ကိုပို့ပြီးတော့မှအသားပေးရဖြစ်တဲ့ကံကတော့လူတွေအားလုံးအတွက်ပို့ပြီးတော့ entertain ဖြစ်မဲ့ပုံစံလေးကျွန်တော်တို့ပြင်ဆင်ထားတဲ့အကတွေလည်းတခြားပြင်ဆင်ထားပါတယ်လို့အဲကြောင့်ရင်လည်းကျွန်တော်တို့ရဲ့ပရိသတ်တွေအားပေးနေဆောင်မြုံနေတဲ့လူတွေလည်းအဲလုံအောင်ချိန်နိုင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ need ရည်နီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေဘယ်ကနေကြီးရှိလို့ရမယ်ဘယ်မှာရှိမယ်ဆိုတဲ့အရာတွေလည်းကျွန်တော်ပြန်ပြီးတော့ညင်ညာပေးသွားပါမယ်